ယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိတေဘောဘူးစစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကတင်ပိုင်လိုက်ပါတယ်စစ်ကောင်စီကလေချောင်းကနေပြီးပေါင်900ဘုံးတွေနဲ့ဇက်တိုက်ကျဲချစစ်ကူပေးခဲ့ပေမဲ့ KNL ပူပေါင်းတပ်တွေကမနေ့ကဇွန်လ3ရက်ညနေပိုင်းမှာတေဘောဘုတ်တပ်စခန်းကိုဝင်ရောက်သိမ်းပိုက်ခဲ့ပြီးစခန်းကျသွားတာဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။လေရင်တောင်းလျှောက်တက်လာပြီးဘုံကျဲနေတာဇက်တိုက်ပဲ။ ပေါင်900ဘုံတွေကြီးပဲတုံးတာထိုင်းဘက်ကတောင်တုံနေစခန်းကိုဥဆောင်နေတဲ့သူကအလံဖြူထောင်သွားတာလို့စီးရီးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်စစ်ကောင်စီတပ်ကလေချောင်းကနေဘုံဆက်တိုက်ကျဲချခုခံနေပေမဲ့စခန်းအတွင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအလံဖြူထောင်လက်နက်ချသွားခဲ့တာဖြစ်ပါရယ်အဲ့ဒီသေဘောဘူတက်စကန်ကိုဇွန်လ2ရက်နေ့ကစတင်ပြီး KNL ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ကမနေ့ပိုင်းမှာ Federal Winston ဖွဲ့နဲ့ပူးပေါင်းကဘုံချဲချတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖက်ကလည်းအခြားသောစစ်ကောင်စီစခန်းတွေကနေလက်နက်ကြီးတွေနဲ့ပါပစ်ကူပြီးခုခံနေခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ပူလူတူခလေတီတခေါပီခွီမော်ဖာတူတာလေမဲလာဗလေတူမော်ခီဘရင်နောင်ကနယ်လီရွှေအင်းမြိုင်တပ်စခန်းတွေကို KNL ပူးပေါင်းတပ်ကဇက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့်နယ်စပ်တခြားမှာစစ်ကောင်စီရဲ့ ဥက္ကရိဋ္ဌဝေါ်လီဗျူအကုံတီသဲလက်စကန်ထိကပလက်စကန်တွေကိုသာတင်ပိုက်ဖို့ကြံရှိပါတော့တယ်။